မြန်မာနဝချင်းနယ်ကိုအစင်တဆိုင်အားပေးနာစေနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမ္ယဇလာကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တိဆက်ပြီးနေပါတယ်။ဒီကနေ့မှလည်းပရိသတ်များနားဆင်ရမယ့်ဇလံလေးကစာရေးဆရာမင်းဟိခတ်ဥဒ္ဒါဒီပါရေးသားထားတဲ့မန္တန်ထူးမောင်နဲ့ရက်ခခိုင်မှအပြန်ဇလံလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။တခါတည်းရခက်ခဲကြက်တဲလာတဲ့အချင်းတွေကြီးထဲမှာ ရွေးချယ်ဆုပ်ဖြတ်မှုတွေပြုလုပ်ရတဲ့အခါမျိုးကြုံရတတ်ပါတယ်။အဲ့လိုအခါမျိုးမှာမအီမန်အီခွဲခြားနိုင်ခဲ့ပေမဲ့ကံကြမ္မာအလှည့်ပြောင်းတွေကိုတော့သတိမူရမယ်။အချိန်လေးပေါ်မူတည်ပြီးဆုံးဖြတ်ရခက်ခဲလာတဲ့ကိစ္စရပ်တွေကရွေးချယ်ရသူအဖို့အယံကိုပင်ပန်းလာပါတယ်။ယခုအခါမှာလည်းထူးမောင်ဟာရက်ခခိုင်ရဲ့ပိုင်းနဲ့ဖြစ်တဲ့မြေအောက်တနေရာမှာရောက်ရှိနေခဲ့လိမ့်မယ်။အကျဉ်းတလို့ဆိုရင်ပို့ရင်းမှလိမ့်မယ်။ ဦးဝင်ကိုခြောက်နောက်ထားတဲ့အကျဉ်းတိုက်ပဲဖြစ်ပါတယ်။မိမိရဲ့မိတ်ဆွေလည်းဖြစ်ဆရာလည်းဖြစ်တဲ့ဦးဝင်ကိုခြောက်နောက်ထားတာမြင်ရစရာတော့မရှိဘူး။ဦးဝင်ရဲ့ပုံစံကသဘင်တွေဖြူပြီးဖျို့ဖျဲနဲ့အပေါ်အိမ်ကြီးမရှိဘူး။ဒါအပြင်လက်နှစ်ဖက်ကလည်းတန်ကျိုးကြီးတွေတန်ခွင်းတွေရှိနေပြီးငှက်လောက်အိမ်အကြီးစားနဲ့တူတဲ့လေးတောင်တန်လာအိမ်ကြီးနဲ့တွဲချီထားလိုက်တယ်။အဲ့ဒီထဲမှာထူးမောင်ရောက်ရှိနေတာဖြစ်ပြီးဦးဝင်ကသူ့အတွက်အလောက်ရှုပ်မခံမှုပြောနေတယ်။ ရန်သူလက်အတွင်းတိမ်မကြသူတူနောက်ဆုံးနေကိုစောက်နေရတယ်လို့အခြေအနေမျိုးမှာမိမိကိုကက်တီပေးဖို့မပြောပဲမန္တန်ပရပိုက်ကြီးကိုသာဖြတ်စည်းပေးဖို့ပြောနေတယ်။ပရပိုက်ကြီးဟာအရေးပါတဲ့ပစ္စည်းတစ်ခုဖြစ်ပြီးတစ္ဆာယူပါခိုင်းလဝဲခိုင်းမဲတော်လေးပါခိုင်းတို့ကအသေးတန်လိုအပ်နေကြတယ်။ယခုကမှတော့တစ္ဆာယူပါခိုင်းခွဲတစ်ခုဖြစ်တဲ့ရက်ခခိုင်းရဘလူးမင်းဦးကြောင်လုံးစီမှာရှိတယ်ဆိုပြီးဦးဝင်သားအသေးချပြောပြနေတယ်။ထူးမော်ရဲ့စိတ်ထဲမှာတော့ ပရာပိုင်ကြီးအရေးကြီးအမှန်ပဲဥဝေလိုမိတ်ဆွေတို့ကိုကဲတီချင်းမိတယ်။ရခခိုင်းကလည်းသူတို့နှစ်ဦးကိုလက်ရဖမ်းဆီးထားပြီးဖြစ်လို့စိတ်ချတဲ့အနေထားဖြစ်နေတယ်။ချက်ချင်းပဲထူးမောင်ကဥဝေအနာကိုတိုးသွားလိုက်လိမ့်တယ်။ပြီးတော့ဥဝေလက်ကချီထားတဲ့တန်ညိုးကြီးကိုကြစ်ကြစ်ပအောင်ဆုပ်ကမ်းပြီးနောက်တန်ညိုးကိုစူးစိုက်ကြည့်ပြီးတိတ်စောမန်နံကိုရွတ်ဖက်နေတယ်။မန်နံဆွမ်းအောက်ရဲ့အတုပ်ပြူကြီးဟာခန္ဓာကိုယ်အတွက်အာအိမ်နေပါစေတဲ့အပြင်ထူးမောင်က ငကားကားရဲ့အစိတ်တွေမိထတာကြောင့်ပိုပြီးဆိုးတယ်။အစိတ်ကြောင့်သွေးကြောတွေပေါက်မသွားအောင်ပထဝီမန္တန်နဲ့ထိန်းထားရပြီးတော့တေဇောမန္တန်အသုံးပြုတဲ့အခါဒဏ္ဍမျိုးကိုတပြိုင်နဲ့အသုံးပြုရတဲ့အတွက်ခန္ဓာကိုယ်ကဒဏ်ချက်ပြပြထိခိုက်လာခဲ့တယ်။ခေါင်းကုံမော့ပြီးမန္တန်အဆောင်ကိုအာတီတီသုံးလိုက်အခါမှာတော့တန်ညိုကြီးကဗဘဲပေါ်အတွင်းထဲကနေထုတ်လာသလိုရဲရဲနေပြီးပျော့ပြောင်သွားလေတယ်။ဒီအချိန်မှာပဲတိတ်ဆိတ်နေတဲ့ဥဝီရဲ့လက်မောက်ပေါ်စီသွေးဆက်တွေကျလာတဲ့အခါမှာ ဦးဝင်ကဇပင်တွေရက်ခါသွားတဲ့အထိထူးမောင်ကိုလှည့်ကြည့်လိုက်တယ်။အဲနောက်လက်ကိုဆက်ကနဲ့ယုံလိုက်တော့တန်ကျိုကွေပြတ်ထွက်သွားပြီးလက်တစ်ဖက်လွတ်ထွက်သွားခဲ့တယ်။မော့ထားတဲ့ထူးမောင်ရဲ့မျက်နှာကိုမြင်ရတဲ့အခါမျိုးလုံးအိမ်တစ်ဖက်ကမျက်ရည်လိုသွေးတွေစီးကျလာတာကိုမြင်လိုက်ရတယ်။ကောင်းလေးဒါငကားကရဲ့အစိတ်တွေပဲ။စိတ်မပူပါနဲ့ဦးဝင်။ခမရကြောက်ခန္ဓာအကိုမမန်းနံတွင်စီရင်တော့အစိတ်မင်းကြီးတွေတုံ့ပြန်ထားလို့ဓာတ်ခတ်နိုင်ပါတယ်။ ပြောရင်းဆိုရင်ထူးမောင်လဲနောက်ကိုတစ်ချက်ရန်သူလိုဖြစ်သွားပြီးမှမက်နေအောင်ရက်လိုက်တယ်။ပြီးတဲ့အခါမှာတော့ဦးဝေရဲ့နောက်ထပ်အတန်ညူတစ်ဖက်ကိုလှကန်လိုက်တယ်။ဦးဝေကကောင်းဝင်မပြီးတော့ပဲလွတ်နေတဲ့လက်နဲ့ထူးမောင်ရဲ့လက်ကိုဖမ်းဆီးထားလိုက်တယ်။အဲနောက်ခြေနှစ်ဖက်ကိုမြင်းသားအောင်ထုတ်ပြလိုက်တော့ခြေထောက်မှာလည်းတန်ညူခတ်ထားတာကိုတွေ့ရပြန်တယ်။တန်ညူရခတ်တဲ့ကြားကဒီနေရာမှာပဲမင်းရဲ့ထိ ंछ ုပ်ထားတဲ့အစိတ်တွေပြတ်ထွက်သွားချင်တာလား။မယူမနဲ့ကောက်လေ။ ဒီရောက်ပြီးမှပရပိုက်မရခဲ့မင်းနဲ့ငါအပြင်အသက်ပေါင်းများစွာဆုံးရှုံးရလိမ့်မယ်ဒီနေရာရောက်ပြီးမှခမရမကဲနိုင်လဲကျုပ်တိတ်ညံ့သွားပြီဗျငါမပူစမ်းပါနဲ့ဒီနေ့တိတ်ကမပအောင်ရက်ခခိုင်းစားဘလူးမစ်စိတ်မှာပရပိုက်ရှိတယ်ရအောင်မယူနိုင်ငါအသက်ရှင်လို့အဖို့ပဲနားလည်စမ်းမှထူးမောင်ရဦးဝင်ဟာထူးမောင်ရဲ့လက်ကိုတွန်းထုတ်လိုက်လိမ့်တယ်ထူးမောင်လည်းဦးဝင်ကိုကြော်ခါမီခေါင်းကိုမက်ကရှစ်တဲ့တဲ့ကြည့် ်ခမရကျောက်ကိုမန်းနဲ့အစင်လှုပ်ပေးဖို့တခုကြံနေသေးတယ်ဆိုတာမမေ့ပါနဲ့ဂရိမတီပဲတင်ဖို့လည်းမတွေးနဲ့ဟိုဦးဝင်ပရပတ်ကိုသာရောက်ယူအစင်ပြီးတဲ့အထိငါမတည်ဘူးလို့ဂရိပြီးတယ်ကောင်းပြီထို့မှဦးဝင်ကိုကြောက်ခမင်းရက်ခခိုင်းစားဘလူးမစ်စီကိုတောက်ဖို့ပြန်လိုက်တယ်လှအင်တန်တိုင်းတွေကိုလည်းပူပြီးပြော့အောင်လှုပ်ပြီးမှအချင်းတိုက်ကြီးတွေကနေထွက်ခွာလာခဲ့တယ်အချင်းတိုက်အပြစ်ရောက်တာနဲ့ခြေတောင်ကိုတိုးတိတ်နှင်းလျှောက်လာရင် ရခခိုင်းသားတွေရှိရအခန်းကိုချစ်ကပ်လာခဲ့တယ်။နေရန်ကအလင်းတိုင်တွေကပဝေးကျင်ကိုသာ အလင်းရောက်ပေးနေပြီးအလင်းတိုင်တွေရဲ့အောက်ဘက်နေရန်အနီးမှာတော့မှောင်မြဲတိုက်မှောင်နေတယ်။ထူမောင်ဟာမောင်ရိပ်ခွေင်းကအသက်တချို့ကြားနေရတဲ့အတွက်ခဏတာငြိမ်နေပြီးအခြေအနေကိုစောင့်ကြည့်နေတယ်။ခဝဝေးမှာရခခိုင်းသားနှစ်ဦးကတောင်ပံလူတချို့ကိုခေါ်ပြီးဘလူးမင်းရှိရအခန်းကိုသွားနေကြတာကိုမြင်လိုက်ရတယ်။ခေါ်ဆောင်သွားကြခင်ရသူရဲ့မျိုးလုံးတွေကိုလည်းပဝါအနက်တွေစီထားတာကိုတွေ့ရတယ်။ အဲ့လိုမြင်ရတဲ့အခါမှာတော့ထူးမောင်ကဥဝင်ပြောတဲ့ရက်ခခိုင်အဖွဲ့ဝင်အစ်စ်တွေအကြောင်းသတိရမိသွားတယ်။ရက်ခခိုင်သားအဖြစ်ခံယူကြတဲ့လူတွေကယခုနေရာကိုအတိအကျမသိအောင်မျိုးလုံးကိုပေါ်ဝါနဲ့ဖုံးအုပ်ပြီးခိုင်ဆောင်ဘလူးမင်းရဲ့စစ်စစ်မြဲမြဲချင်းကိုခံယူနေရတယ်။အဲ့နောက်မှာတော့တင့်လော်ရနေရာကိုပေးတဲ့အကြောင်းထူးမောင်သတိထားတဲ့အတွက်အကျက်တစ်ခုရလိုက်တယ်။ရက်ခခိုင်သားနှုတ်ခေါ်ဆောင်သွားတဲ့အဖွဲ့ဝင်အစ်စ်တွေအနည်းကိုမတိမတာတိုးသွားလိုက်တယ်။ ရကခိုင်းသားနှစ်ဦးကလွဲလို့တခြားလူတွေကိုပေါ်ဝါစီးထားတဲ့အတွက်ထူးမောင်ကိုဘယ်သူမှသတိမထားမိဘူး။အဲဒီနောက်မှာတော့အနည်းစီရောက်လာတဲ့အခါနောက်ဆုံးကြံနေတဲ့သူ့ကိုလမ်းမဘေးကိုလက်ဝါးဆောင်တစ်ချက်ခုတ်ပြလိုက်တော့တယ်။မိလဲသွားတဲ့အချိန်မှာတော့ထူးမောင်ကဆွဲထိန်ထားပြီးနေရည်ကြီးဘေးကိုတရွရွယူသွားတယ်။ပြီးတဲ့အခါသူ့ရဲ့မျက်လုံးကပေါ်ဝါကိုဖြုတ်ယူပြီးမိမိမျက်လုံးကိုစီးထားလိုက်တယ်။အဲဒီနောက်လက်ဘေးကခြုံတဲ့ကိုဖြုတ်ယူလို့ဦးကောင်းပိုင်းမှာမျက်နှာကိုယ်တော်ဖော်ပြီးခြုံထားလိုက်တယ်။ ရှေ့ရလူတွေဝင်သွားတဲ့အခန်းထဲကိုထူးမှလိုက်ပါဝင်လာခဲ့တယ်။မျက်လုံးကမိမိဘာသာစီထားတဲ့အတွက်ခက်ရော့ရော့ဖြစ်နေပြီးအနှဲငယ်မြင်နေရတယ်။လူအုပ်ကြီးရဲ့နောက်ဆုံးမှနေရင်နေရန်ကြီးကိုမြီလို့ခြေတစ်ဖက်ကန်ထားသေးတယ်။နမက်စင်လိုက်တူကြီးစီကို ရှေ့ရခေါ်ယူစစ်ဆေးနေတယ်။နမက်စင်ခေါ်သူကတူစစ်ဆေးမင်းမြဲတဲ့သူကတူဖြစ်တဲ့အတွက်ထူးမှလည်းစစ်ဆေးနေတဲ့သူကဘလူးမင်းဦးကြောင်လို့ဖြစ်ရမယ်လို့တွေးအရေးအချီကြည့်လိုက်တယ်။ထင်တဲ့အတိုင်းပဲ စစ်ဆေးတဲ့သူကကြောက်ခုံတစ်လုံးပေါ်ထိုက်နေတယ်။ဘေးဝဲရောက်မှလည်းတပည့်တဦးစီရှိပြီးတော့တဦးကနမက်စင်လိုက်လူတွေခေါ်ပေးရပြီးတဦးကစောင့်ကြည့်ပြီးနေတယ်။သူမှလည်းပရပါကြီးရှိဤမရှိဟုသာလိုက်လံကြည့်ရှုနေခဲ့တယ်။အဖွဲဝင်အစ်စ်တွေစစ်ဆေးရကနေသူမှအလဲကိုရောက်ဖို့တဦးစနှစ်ဦးစပဲလူတော့တယ်။ဒါမဲ့ပရပိုက်ကိုဘယ်နေရာမှာထားလဲမသိရသေးဘူး။ပရပါကြီးမရှိတဲ့အတွက်စစ်ဆေးနေတဲ့သူကရခမင်းဦးကြောင်လုံးဆိုတာအတီးပြုတ်ဖို့ခတ်လာတယ်။ နမဆက်တော့သူမောင်ကပရာပိုက်ထားနိုင်မဲ့နေရာတွေကိုလိုက်လံအာရုံစိုက်နေတဲ့အတွက်မိမိအလှဲကျလာတော့ကိုဂယုမဆိုင်သူလို့ဖြစ်နေတယ်။နမဆက်တော့ရက်ခမင်းအရှိ့ကိုလာပါ။အဲ့ဒီခါကျောင်းမှသူမောင်လည်းမိမိအလှဲရောက်လာတာကိုသတိထားမိပြီးရက်ခမင်းဦးကြောင်လုံးလို့တက်အပ်တိလိုက်ရတယ်။ရက်ခမင်းလို့သိရပြီးတဲ့နောက်ပရာပိုက်လည်းအနီးတစ်ဝိုက်မှာရှိလိမ့်မယ်လို့တွေးအရှိ့ကိုတွူးလာတယ်။ခြုံထဲကိုမျက်နှာကိုတော့ဖော်ထားပြီး ခေါလုံအားခြုံထားတဲ့အပြင်မျိုးလုံးမှလည်းပေါ်ဝါစီထားလို့မောင်ရည်ထရတလန်းကြီးထွက်လာခဲ့တယ်။အဲနောက်မှာတော့ရက်ခမင်းရဲ့အရှိကိုရောက်တဲ့အခါမင်းဘသူလဲ။လိုချင်တာရရဖြစ်မယ်။ဟုတ်ပြီ။အခုဘာလိုချင်လဲ။အလင်းအောင်လိုချင်တယ်။ပေါ်ဝါဖယ်လို့ရမလား။မှန်နေ။ရှီယာ၁၂ရောက်မှာလူချင်းနဲ့စီးစိမ်ဥစ္စာတွေယာရုအနာတွေတောင်းကြတယ်။လက်ရှိမှာ အမှန်တကယ်လိုအပ်တာမြင်ရဖို့ပဲလေ။ မင်းသိတော့တယ်ပေါ်ဝါဖယ်လိုက်ပါထူးမောင်လည်းမျက်လုံးပေါ်ဝါပေါ်ဝါကိုဖယ်ထုတ်လိုက်ပြီမဲ့ခြုံတဲ့အရေးကြောင့်မျက်နှာကိုတေချာမမြင်ရအောင်ထပ်မင်းမဲမင်းဘယ်သူလဲဖြေဖို့လိုသေးလားဦးကြောင်လုံးထူးမောင်ကခြုံတဲ့ကိုဖယ်ပြီးလက်ဘေးမှာပြန်ပတ်ထားလိုက်တယ်ဦးကြောင်လုံးလည်းထူးမောင်ရဲ့မျက်နှာကိုပြက်ပြက်ထေထေမြင်တွေ့လိုက်ရတယ်ထူးမောင်တိတ်ဟုတ်တာပေါ့ထူးမောင်မန္တန်ထူးမောင်ဆိုတာကြောက်ပါပဲရက်ခခိုင်စာဘလူးမီကြီးဦးကြောင်လုံး ဘမလဲပရပိုက်အတိရလိုက်တဲ့ကောင်ကွာဒူးမောင်ကဥကြောက်လုံးရဲ့မျိုးလုံးတွေကိုခက်ဆူးဆူးကြည့်နေတယ်။ဘေးကအဆောင်နှစ်ယောက်ကထူးမောင်ကိုတိုက်ခိုက်ဖို့ပြင်လိုက်တယ်။ဥကြောက်လုံးရဲ့အမင်းကိုစောင့်နေကြတယ်ဆိုပေမဲ့ဥကြောက်လုံးကထူးမောင်ကိုကြည့်နေတယ်။အခုလိုလာရဲလိမ့်မယ်လို့လည်းထင်မှထားတဲ့အတွက်ထူးမောင်ရဲ့တတိကိုလည်းအနည်းငယ်ခံမမိပြီးအကြည့်မလွဲရဲ့ဖြစ်နေတယ်။ဒီချိန်ထူးမောင်ကဥကြောက်လုံးရဲ့မျိုးလုံးတွေကိုမျက်ခြေမပြတ်ကြည့်နေရင်းကဥကြောက်လုံးရဲ့မျိုးလုံးတွေက အပေါ်ကိုတစ်ချက်ပင့်သွားတာကိုသတိထားမိတဲ့အတွက်ထူးမောင်အပေါ်ကိုလှမ်းခေါ်လိုက်တယ်။အပေါ်မှာကျိုးတချောင်းတွဲလောင်ကျနေတဲ့အတွက်ထူးမောင်ဆွတ်တက်သွားတယ်။အဲဒီခါကျမှဦးကြောင်လုံးပြရာခတ်ပြီးထူးမောင်ကိုဖမ်းဆီးတပ်ဖြတ်ဖို့အမိန့်ပေးတယ်။ဒါမဲ့ထူးမောင်ဟာကျိုးအားတစေတွဲတက်ရင်အခန်းတစ်ခုကြားအပေါ်ထက်ခိုးမှထိုးထားတဲ့ပရပိုက်ကျိုးကိုရယူလိုက်တယ်။ဦးကြောင်လုံးကဘသူမှသတိမထားမိအောင်ဟွက်ထားတဲ့နေရာကိုသူကိုယ်တိုင်စိတ်မချဖြစ်ပြီးဖော်ထုတ်မိသလိုဖြစ်စေခဲ့တယ်။ထူးမောင်လည်း ပရပရပြီးနောက်အချင်းတိုက်ကိုပြေးသွားပြီးဥဝေကိုကက်တင်မှုကျက်စီပေမဲ့အထက်မှာတန်ကျိုးသာကြံခဲ့ပြီးဥဝေမရှိတော့ဘူးဒီအချိန်ပောက်ခွဲတန်ကြီးတုံးချက်ကြားရပြီးနောက်ထူးမောင်အနောက်ကိုရက်ခခိုင်းသားတွေလိုက်လာခဲ့တယ်ထူးမောင်လည်းဥဝေကိုမကက်ရသေးတဲ့အတွက်ပြန်ပြီးတိုက်ခိုက်ဖို့အချင်းတိုက်တရားထပ်ပေမဲ့အပောက်ကိုရောက်တဲ့အခါမှာအရှိရရေလုံးကြီးတွေတဝဝထိုးဆင်းလာတာကို တွေ့လိုက်ရပြီးခဏအတွင်းမှာပဲအချင်းတိုက်ကိုဥတီလာတဲ့အတွက်အထက်ကိုပြေးဝင်ရတယ်ထူးမောင်ငါ့ကိုထားခဲ့ ပရပိုင်ရရင်ပြေတော့အပြေရောက်တာနဲ့ဖြက်စီပြစ်လိုက်ပြေဦးဝေရောမမြင်ရပဲအတန်သာကြားနေရတယ်သူမလည်းရှာမတွေ့တဲ့အစုံပထဝီမန်းနံကိုတုံးလို့ရေတွေဝင်လာတဲ့အရှိကိုတွင်းဖြစ်အောင်ပြုတ်လုလိုက်တယ်အဲဒီနောက်မှာတော့ဆက်ရဲနေရတွေရှိတဲ့ဝင်မောက်ကိုသွားဖို့မရွယ်ကူတဲ့အတွက်အပေါ်တဲထဲမှာရှိတဲ့မြေသားတွေကိုသာပြုတ်ချအောင်ပြုတ်လုလိုက်လေတယ်အပေါ်မှာအပေါက်ကြီးဖြစ်သွားတာနဲ့လူတယောက်ကိုခရရေလှမ်းနေရပြီအဲ့လူကကျိုးကိုချပီးတဲ့အတွက်ထူးမောင်လည်းကျိုးစားကိုဆွဲလိုက်တယ် ဒီချိန်ထူမော်ရဲ့လက်ကိုပြည့်ထန်တဲ့အားနဲ့မမြင်ရတဲ့ဆွမ်းအားတစ်ခုလာရောက်ရိုက်ခတ်တဲ့အတွက်ပရပိုင်ကြီးကရေထဲကိုလွတ်ကျောက်သွားခဲ့တယ်။မြေတိုက်ခါအင်းကြီးနဲ့ဆက်ထားတဲ့အတွက်ယူရီးယားတားဆီးမြအလုံးရင်းနဲ့ဝင်လာပြီးဘလူးမင်းရဲ့အကြံကလည်းထူမော်ကိုရင်းနဲ့တက်ဖို့ပဲဖြစ်ပါတယ်။အဲ့လိုယူသူ့လမ်းကြောင်းထဲသူဆီအောင်ဖန်တီးထားပြီးယူရီးအားလုံးအချင်းတိုက်ထဲမှာပြစ်ချသွားမှရက်တန့်သွားခဲ့တယ်။ရက်ခခိုင်းသားတွေကလည်းရေပြည့်လို့ရအခန်းတွေထဲတစ်ခုခုမှာ ဥဝင်ကိုပြောင်းရွှေ့ထားတာလည်းဖြစ်နိုင်တယ်။အဲ့လိုမှမဟုတ်ရင်အကျိနိုင်ရေပြေအောက်မှာကြံခဲ့နိုင်တယ်။ဒီချိန်ထူးမောင်ကကျွာတစ်စစ်အပြင်ကိုရောက်ရှိလာခဲ့တယ်။အပြင်ကိုရောက်တာနဲ့အောက်ကမြေတိုက်ခတ်တွင်းနဲ့ကြီးတဲ့ကရေတွေပြက်လဲကျဆင်းသွားခဲ့တယ်။ဒီကထူးမောင်ကတွင်းနဲ့စီပြက်စင်းမှုခုံချတော့မဲ့စစ်စဲထူးမောင်ရဲ့လက်တစ်ဖက်ကိုဒစုပ်တူအားလှမ်းဆွဲထားလိုက်တယ်။အဲ့လိုကထူးမောင်နဲ့လမ်းမှာစုံတွေ့ခဲ့ရတဲ့ဥဝေရဲ့မိတ်ဆွေဥတော်မှပဲဖြစ်ပါတယ်။ဥတော်မှ ဥဝေဥတန်ငယ်တို့နဲ့အတူတူပြစ်ဆယူပါခိုင်းမှာအတူတူ ရှိခဲ့ဝူကြတာကိုထူးမောင်သိရှိပြီးဖြစ်ပါတယ်။ထောက်ချက်ကွေးဆိုတဲ့ရွာမှာစောင့်နေမယ်လို့ပြောပေမဲ့ထူးမောင်ကတူရဲထွက်လာတဲ့အတွက်ဥတော်မကိုရာလိုက်လာခဲ့ရခြင်းဖြစ်ပါတယ်။ဥဝေနဲ့ဥတန်ငယ်တို့လို့ခိုင်းရဲ့ရာစုမှုကြီးမဖြစ်ခဲ့ပေမဲ့လေဖခင်ရဲ့ကျေးဇူးကြောင့်အဖွဲခွဲ၅ခုမှာပညာရပ်တွေကိုလိမ့်လာခဲ့ရသူဖြစ်လို့ယခုလိုပညာရှင်မျိုးထူးမောင်ဘက်မှာရှိနေရခြင်းကလည်းအင်အားတည်းရဖြစ်လာခဲ့တယ်။ ဒါပေမဲ့ထူးမောင်ကဒဇုထိုးဖြစ်နေလို့လှုပ်ချင်အောင်လှုပ်လာခဲ့တယ်။ယခုအခါမှာတော့ဥဝင်ကိုကဲတင်မှုအတွက်အတွေ့အကြုံကြီးသူတွေစီ အကြံဉာဏ်ယူသင့်တယ်လို့လည်းထူးမောင်စဉ်းစားမိတယ်။မိတိုင်ခန်းကြီးကိုငုံကြည့်။ငါမင်းရဲ့ပိုက်ရှင်မယ်။အခုချက်ချင်းတက်ခဲ့။ရည်ရွယ်မထားပဲစိတ်ပါလက်ပါပြောလိုက်တော့မိတိုင်ခန်းထဲမှာကျင်ခဲ့တဲ့ပရပိုက်ကြီးကလေးပေါ်ကြွတ်တက်လာပြီးထူးမောင်ရဲ့လက်ထဲကိုရောက်ရှိလာခဲ့တယ်။ထူးမောင်လည်းချက်ချင်းပဲလက်တစ်ဖက်မှာပရပိုက်ကြီးကိုတေချာပိုက်၏။ဥသောမနဲ့အတူတူ ထောက်ချောက်ကွင်းရွာစီအမြန်လိုက်ပါသွားလီတော့တယ်။လန်ကီတင်းရောင်ရောက်တဲ့အခါမှာတော့ပြောစရာတွေများတယ်ကောင်လေး။ဘော်ရီများတော့ဥတော့မှပထမဆုံးပရပိုက်ကြီးကိုဖျက်ဆီးရမယ်။ဒါမဲ့ဖျက်ဆီးတဲ့နီးကိုလည်းဥဝင်သာတေချာတိတာဆိုတော့တို့ကိုကယ်မရမယ်ကွာ။အချိန်တော့ရပါမလား။ဥဝင်အသက်ရှင်နိုင်ပါမလား။ကယ်မအစီစဉ်ရရော။လက်ရှိမှာဥဝင်မတည်ဘူးဆိုတာပြောရတယ်။ဘာကြောင့်လဲဆိုတော့ဂိုင်းရဲ့တစ္ဆာဘောက်သူကိုကွက်မြက်မယ်ဆိုရင် ခိုင်းသားအများရှိမှလုံးလေးရှိပြီးရာစုမူကြီးဖြစ်တဲ့အတွက်အလွယ်တကူတက်လို့မရနိုင်ဘူးဘလို့ဆက်လုပ်ဖို့တွေးထားလဲထောက်ချက်ကွင်းရောက်ရင်သတင်းစုံစမ်းနေတဲ့လူတစ်ယောက်ကိုစောင့်ကြမယ်သူပြန်လာတဲ့အခါကျအကျိုးအကြောင်းသိရမှအစီအစီချတာပေါ့ကွာဒီလိုနဲ့နှုတ်ဦးသားရွာအစွန်တက်တလုံးကိုရောက်သွားခဲ့ကြတယ်ရွာနဲ့တိကျဖြစ်တဲ့အပြင်မပြောတော့လဲဖြစ်တာကြောင့်ဥတုံးမပြောတဲ့အတားသတင်းစုံစမ်းသူကိုဒါစောင့်နေကြတယ်။ဂိုင်းကြီးရဲ့သတင်းကိုစုံစမ်းနေတဲ့သူကဘာသူလဲဆိုပြီး ထူးမောင်တွေးတော့နေမိပေမဲ့ထောက်မမေးဖြစ်ခဲ့ဦးပရာပကြီးကိုသာစိုက်ကြည့်ရင်အတွင်းများနေခဲ့တယ်တခင့်မှာတစ်ခါပေါ်ထွက်တဲ့မန်းနဲ့ပရာပကြီးကန်ဆူမိုးမောင်ကြက်တက်လို့နဲ့တာမန်လူတူဖြစ်သူထူးမောင်သူ့ဘော်အလုတ်တော်ဝင်နေပေးအပ်ရွေးချယ်ခြင်းပြီးတော့မန်းနဲ့ကြီးကိုအကြောက်ပြုလို့ဒုက္ခရောက်ခဲ့ရတဲ့သူမိတ်ဆွေကောင်းတွေစသဖြင့်မျိုးစုံတွေးတော်ရင်နေဝင်ခဲ့တယ်ထူးမောင်ကပရာပကြီးကိုမဖြည့်စည်းခင်မန်းနဲ့ရွတ်ဖက်တဲ့အသက်တင်ငေးတော်တွေကိုမှတ်သားနေခဲ့တယ် ဒါပေမဲ့မမှတ်မိနိုင်မယ်။ဥဝင်ကိုကဲ့တင်မှုတာစိတ်ကစိုးမိုးနေတယ်။အဲ့ဒီတင်ငင်သားတွေကတခြားနေရာမှာကိုရင်လည်းပြက်သွားတတ်တာကိုထူးမှောင်ကြုံခဲ့ပူပြီးမို့ဘလို့မှမတက်နိုင်ဘူး။ဒီလိုနဲ့တင်နေဝင်းလုံးမိုးချုပ်ဆပြုတ်လာပြီ။ညသက်ကရောက်တဲ့အထိဥတော်မနဲ့ထူးမှောင်တို့မကြသေးပဲတဦးတယောက်ကိုစောင့်နေကြတယ်။ထူးမှောင်လည်းစိတ်လက်ပော့ပါစေဖို့အเจ้าရအားလုံးကိုမတွေ့ပဲနေတော့မှမြေကြီးမိုးမောင်ကိုအမှတ်ရမိပြန်တယ်။ထူးမှောင်တယောက်ရေရင်းပြက်ကြီးခုန်ဆင်းတဲ့အချိန်မှာ မိုးမောင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်လို့ဘဲကိုရောက်နေလဲဆိုပြီးတွေးနေမိပြန်တယ်။အဲ့ဒီအချိန်မြေခွာတောင်ကိုခတ်ဝိုးဝဲရနေကြားရပြီးဥတော်မနဲ့ထူးမောင်ရှိရာစီကိုဥတီလာနေတဲ့အတွက်နှုတ်ဦးသားတရိပ်ထားနေကြတယ်။ဥတော်မလည်းအသက်ခတ်အောင်နဲ့ဘာကောင်လဲကွာ။တောင်ကိုချီအောင်တင့်ပြီးဥတော်မအမြန်လာဟိတဖက်ကအဖြစ်စကားကိုသဘောပေါက်ဟန်နဲ့ဖိတ်ခေါ်လိုက်တဲ့အခါမြေတစည်းနဲ့လူတယောက်တဲ့အရှိကိုဝင်လာခဲ့တယ်။ညီကထူးမောင်ရဲ့မြေကြီးမဟုတ်ဘူး။ မင်းဘွားလိုမြင်တဲ့အခါကျမှထူးမှအမတ်ရသွားတယ်။တောက်ပုတ်ကြီးမင်းနဲ့ရှင်ရောက်လာပြီလားဗျ။ပုံနကနဲ့ရှင်မြောက်ဝဲစီရတဲ့ချိန်ဥတော်မနဲ့ဆုံတွေ့စီရတဲ့ချိန်တွေ့ဘူးတဲ့နေချက်တော်လည်းခေါင်းဆောင်ကြီးထူးမောင်လည်းကျေးဇူးရှင်အဖြစ်သတ်မှတ်ထားတဲ့သူမြင်းပြန်ဝဲမှာရွာသားအများခေါ်တဲ့အမိတိုင်းသာခေါ်ခဲ့တယ်။အိုးဝေကိုကဲထုံးမဲ့ကိစ္စကိုကူညီပေးနေတဲ့အတွက်ထူးမောင်လည်းအပြန်အလှန်ကျေးဇူးတင်လိုက်တယ်။အိုးဝေကိုကဲထုံးလို့သူကမိမိတူဦးတည်းမဟုတ်ပဲ။ ်ဦးတော်မနဲ့တော်ပုံကြီးတို့လည်းတိတ်တဆိတ်ကြက်စီနေတာကိုသဘောပေါက်သွားခဲ့တယ်။တိုင်ငီးတဲ့စီအလုံးဝင်လိုက်ကြပြီးနောက်တော်ပုံကြီးစီဟာသတင်းကိုဦးတော်မမဆိုင်မတော့မေးလိုက်တယ်။ဘာထူးလဲတော်ပုံကြီး။ထူးတယ်ဦးတော်မ။ဦးဝေကိုနှက်ပြန်ညံ့နေ။တပြေးလာရွာအရှိအကျဲကောင်းကျုံမှာကွက်မြက်မယ်လို့ကြားတယ်။ဒါအပြည့်ဒါအပြည့်ဘာဖြစ်တော့တော်ပုံကြီး။ပုံမှန်အတိုင်းတော့မဟုတ်ဘူးဗျ။ဒီကမြင်းနဲ့ရှီကရက်ကခိုင်းနေသွားပြီးတောင်းညံ့ထားတာဆိုတော့ ဥဝင်ကိုရေချချိန်မှာလာပြီးကဲ့မယ်ဆိုတာရိပ်မိသွားတဲ့ပုံပဲ။နောက်ပြီးအစွမ်းစားကိုလည်းမြင်သွားတော့ရက်ခခိုင်းအဖြစ်တခြားခိုင်းတွေကအဆက်ထက်တဲ့အစစ်မြင့်ပညာသည်တွေကိုပါအကူအညီတောင်းထားတယ်လို့ကြားတယ်။ဒီအချိန်ကြီးရောက်မှတော့မတက်နိုင်ဘူးလေ။ဒါနဲ့ဘသူတွေဆိုတာတိတိကျကျသိခဲ့လား။မသိခဲ့ဘူးဥတော်မ။ဒါပေမဲ့ခိုင်းကြီးတုံးကိုရဲ့အဆက်ထက်ပညာသည်အပြင်ကျေးဇူးတရားဖြစ်တဲ့ဓာပြန်ကြော်ထေကိုယ်တိုင်ပါဝင်နေတယ်ဆိုတော့ကိုတော့သိခဲ့ရတယ်။ဒါဆိုမလွယ်ဘူးပဲ။ ထူးမောင်မှလည်းအစိတ်အတန်အပြည့်လက်ကိုထိထားသေးတယ်။ပရပတ်လည်းရှိနေသေးတော့သူတို့ရဲ့အစွမ်းထက်ဖို့အခြေအနေကိုသာကြုတ်ကိုပြောပါအောင်ဥတော်မှနောက်ပြီးကြီးစောက်တွေအကြောင်းကြုတ်မသိရသေးဘူး။အေးပြောပြရမှာပေါ့ကွာ။ပြစ်စယူပါခိုင်းဆိုတာနဂါကလောဂုံမရက်ခဂတ္တဗဆိုတဲ့အဖွဲ့ငါးခုနဲ့ဖွဲ့စည်းထားတယ်ဆိုတာတော့မင်းလည်းသိပြီးရောပေါ့။ဒီငါးဘွဲအကြောင်းပြီးမှအသေးစိတ်ရှင်းပြမယ်။လက်ဝဲခိုင်းဆိုတာ မော်ပညာရဲ့မျိုးစုံကိုပြောင်းပြန်အသုံးချပြီးကြော်ကြတာပေါ့ကွာမဲတော်လေးပါးခိုင်းမှလည်းအစွမ်းထက်မော်ပညာတွေရှိပေမဲ့သူတို့အဓိကနာမည်ကြီးတာတော့လှည့်ဖြားခြင်းအတက်ပဲကွာမိမရေစီယာစစ်သက်သက်ပညာဆိုတော့မာယာများတယ်ထူမောင်ဒါဖြင့်ကျေစာရှင်လေးအဖွဲ့နဲ့ဓာပြန်ကြော်တင်ဆိုတာကရောဒီလိုကွာပြောရမှာတော့များတယ်ခတ်တတူပြောရင်လက်ရှိမြေနှဖြူအစိုးရဘက်မှာရှိနေတဲ့ဗမာအာဏာပိုင်တချို့ရှိတယ်ကွာ လူတိမခံမင်းနဲ့မြေအောင်ရှုဝဲအဖွဲ့စီအဖြစ်နေနေကြတာသူတို့ရဲ့အလौတာဝင်ရတော့နိုင်ငံတော်အာဏာထိပွားတဲ့သူကိုဖမ်းဆီးအရေးယူဖို့နဲ့စုချင်းတွေထုတ်ဖို့ပဲပေါ့ကွာဒီအဖွဲ့နဲ့ခြေစားဆိုတာဘလို့ပတ်သက်တာလဲဥတော်မှာအင်မတန်ကြော်ကြားတဲ့အဆွတ်ထက်ပညာရှင်တွေပေါ်ပေါက်လာပြီးသူတို့ဖမ်းဆီးနှိမ်နှင်းရခတ်တဲ့အခါမျိုးမှာတစ်ဖက်လဲနဲ့စင်ယုံတင်သွင်းနေပေါ့ကွာခြေစားရှင်လေးရဲ့အဖွဲ့ဝင်အဖြစ်ယာရူးပေးထားပြီးတော့စုငွေထုတ်ခံထားရတဲ့သူတွေကိုဖမ်းပေးရတဲ့အဖွဲ့ပေါ့ ေးစားတွေကလည်းတစ်ဖက်ရန်အင်းပြီးရပဲဆိုပြီးအစိုးရမပုံကံမဲ့သူတို့ရင်မဲ့ချက်တိုင်းလှုပ်ကြတာပေါ့ကွာဒါဆိုကြေးစားတွေကဘယ်နှယောက်ရှိလဲဥတော်မှညလားငါပါဝင်စုစုပေါင်း၁၀ရောက်တော့ရှိတယ်ကွာတိတ်မမြအောင်ဒီချေတော်ပုံကြီးကငါပါဝင်ဆိုပေမဲ့ဥတော်မှရင်ခမားလဲဖခင်အတွက်သွေးကြီးဆက်ဖို့သာမင်းတိုင်မသိဟာအဖွဲ့ဝင်ထားတဲ့သူဆိုတာကျုပ်ကကြားမှုပါတယ်တချင်ကခိုင်းသားတရားအောင် ပိတ်တာ24ရက်တူကြီးတလက်နဲ့တယောက်တည်းရှင်းလင်းလာခဲ့တဲ့အစ်စ်မြပညာရှင်တူဦးပဲမဟုတ်လားဒါရီထားပါတော့ကွာအခုကျေးစားအဖွဲ့ရဲ့ဓာပြန်ကြော်သေးဆိုတာလှင်မြဖြစ်လက်တဲ့နေရာမှာနှစ်ယောက်မရှိဘူးနောက်ပြီးဓာရင်မှလည်းသူ့ရဲ့ဓာဝက်ကိုရှင်းနိုင်တဲ့သူမပါသေးဘူးကွာဒီဘွဲမှာသူရှိနေမှာတော့ငါလည်းအဖွဲ့တွေကထွက်ရတော့မှာပေါ့မင်းစင်အတွက်ပဲဗျာဒါနဲ့ခန်းနေအကြောင်းဆက်ပါအောင်ဦးတော်မခမရအသက်ရအလိုက်အတွေ့အကြုံများခဲ့တဲ့သူဗျာ ကျုပ်တို့ပွဲမွေခင်အပြစ်မှဇက်တိုက်ကြတာပေါ့တော်ပုံးကြီးကအဲ့လိုပြောတာနဲ့ဥတော်မဂန်းကြီးသုံးခုရဲ့ပညာရဲ့ဆိုင်ရာအာနေချက် အာသာချက်တွေကိုပြောကြားလိုက်တယ်။ဒါအပြင်နောက်တနေ့ညနေမှာဥဝင်ကိုကဲထုတ်မှဖြစ်ပြီးအသက်တချောင်းအတွက်အသက်ပေါင်းများစွာရင်းနှီးရမယ့်အခြေအနေကိုတွက်ဆကြတယ်။ဒီလိုနဲ့တဖြည်းဖြည်းလင်အားကြီးချင်းကိုရောက်လာခဲ့တယ်။ဥတော်မတို့လည်းစကားဆဖြတ်ပြီးအစီအစဉ်အတိုင်းပြေစင်ကြလိမ့်တယ်။တော်ပုံးကြီးကသူ့ရဲ့အစီအစဉ်နဲ့ထွက်ခွာသွားလိမ့်တယ်။ ကျေစီထားနေပါဦးတော်မကျုပ်ကိစ္စတစ်ခုရှိလို့ခွင့်ပြုပါအောင်ထူးမောင်ဟာထောက်ကျက်ကွင်းရွာကနေထွက်သွားတဲ့အတွက်ဦးတော်မလည်းဦးဝင်းကိုကဲမဲ့အစီအစဉ်တိုင်းစတင်ဆောင်ရွက်တော့တယ်တဲကလေးဘွားစီမီအရှိကိုထွက်လို့ဖနောက်တစ်ချက်ဆောင်းလိုက်တာနဲ့ထရင်ဘေးမှာထောင်ထားတဲ့ပိတ်တာ20အလေးချိန်ရှိတဲ့တူကြီးကလက်ထဲကိုရောက်ရှိလာပြီးဦးတော်မရဲ့ခြေလမ်းတွေစတင်ခဲ့တယ်တဖက်မှာလည်းတော်ပုံကြီးကသူ့ရဲ့တော်လိုင်းတက်တာအင်အား90ခန့်ကိုစုယုံပြီးတော့ကျဲကောင်ကျွန်းဘက်ကိုစတင်ထွက်ခွာလာခဲ့တယ် ရခခိုင်သာအများပြရှိနေမှာကိုသိလို့လက်နက်ခဲရဲ့အပြည့်စုံတဲ့အတူအဖွဲလိုက်ချီတက်လာခဲ့ခြင်းဖြစ်ပါတယ်။ခတ္တရတညင်ကုန်းခုနှစ်အိမ်တန်းဆိုတဲ့ရွာတွေကအေယာဝတီမြစ်စီကိုသွားမှာဖြစ်ပြီးကျွဲကောင်းရွာအနီးမှာရှိတဲ့မြစ်စိတ်တောင်ကျုံကြီးဖြစ်လို့ကျွဲကောင်းကျုံးလုံးခေါ်ခြင်းဖြစ်ပါတယ်။ဥယရခခိုင်ရာစုမှုကြီးဖြစ်ပြီးတော့အစွမ်းတက်ပညာတွေတက်မြောက်ထားတာကြောင့်အလွယ်တကူတက်လို့မရတဲ့အတွက်အချိန်အခါရွေးပြီးမြေကြီးထဲမှာလေးတန်းစီထိုးကတက်ဖြတ်ကြမှာဖြစ်ပါတယ်။ င်ဝေချင်းရောက်ပြီးနေလုံးပြောင်းမှဥဝင်ကိုတတ်နိုင်မှာဦးတော်မတယောက်ခတိယရွာစီရောက်တဲ့အခါမှာတိုက်ပွဲဖြစ်ခဲ့တဲ့သတင်းကိုကြားခဲ့ရတယ်ရက်ခခိုင်သားတို့ချို့ရဲ့အလားကိုတွေ့ရတဲ့အတွက်အရှိမတော်ပုံကြီးတို့အဖွဲရှိနေတာကိုလည်းသိခဲ့ရတယ်ထင်းတဲ့အတိုင်းပဲတညင်ကုန်းကိုရောက်တဲ့အခါမှာတော့တော်ပုံကြီးနဲ့အဖွဲကိုတွေ့ရတယ်တော်ပုံကြီးနဲ့အဖွဲကခဝိုးဝဲမှာရက်ခခိုင်သားတွေနဲ့ရင်ဆိုင်နေရတယ်တဖက်အင်အားကလည်းအလွန်များပြီးတော့ထူးမောင်လာမဲ့လမ်းကိုကြိုတင်လှုပ်ကြကြခြင်းဖြစ်ပါတယ် တော်ပုံကြီးတို့အဖွဲစရာနဲ့ရိုင်ဖယ်တနက်တန်တွေကြားတယ်။တစ်ဖက်ရက်ခခိုင်သားတွေကလည်းဘလူတပတ်လိုပဲအကြံစီလိုတနက်ကိုကြောက်လန့်ခြင်းမရှိအားကုန်တိုက်ခိုက်ကြလေတယ်။တိုက်ပွဲကလူအင်အားအလုံးကြီးရှိနေတဲ့အတွက်ယခုမှတိုက်ပွဲအစဖြစ်မယ်လို့ဦးတော်မတွေးလိုက်မိတယ်။တော်ပုံကြီးကဦးတော်မကိုမြင်တဲ့အခါအားတက်သွားတဲ့ဆိုပေမဲ့နောက်ကိုသာဆုတ်ခိုင်းတဲ့အတွက်အဖွဲသားတွေလည်းအခြေအနေကိုနားမလည်ဘူးဖြစ်နေတယ်။တော်ပုံကြီးရဲ့စကားကိုသာနားထောင်ပြီးနောက်ဆုတ်လာတဲ့အခါ ရခခိုင်သားတွေကအတာစီရပြီဆိုပြီးအင်တိုက်အာတိုက်ဖိတိုက်လာကြတယ်။တော်ပုံကြီးကမိမိလူတွေနဲ့အတူတူရန်သူကို ဆုတ်ခွာလာခဲ့ပြီးလက်တပြက်တွေဥတော်မှပြောက်သွားတယ်။ရန်သူတွေရဲ့အလက်တဲတွေကိုရောက်ရှိနေတာဖြစ်ပြီးတော့ရခခိုင်သားတွေအနေငယ်အာအာတင့်နေကြတယ်။ဥတော်မရဲ့မျက်နှာကိုမြင်တဲ့အခါတချို့ကရခကရာစုမှုကြီးဖြစ်ခဲ့သူယခုကြေးစားတူလို့တိထားကြတဲ့သူတွေမို့ဒူးတုံနေကြတယ်။ဟေ့မကြောက်ကြနဲ့အဖိုးကြီးပါကွာချဟိတ် ရန်သူတွေကဇွမ့်မိတ်ပြီးဦးတော်မရဲ့အနည်းကိုပြုတ်ဝင်လို့တတ်ခတ်မဲ့ပြုတ်ကြတယ်။အဲ့ဒီချိန်ထိဦးတော်မမလုံးမရှက်ညိတက်နေပြီးရန်သူတွေရဲ့အနည်းဆုံးနေရာရောက်တဲ့အခါကျမှလက်ထဲမှာရှိတဲ့တူကြီးကိုအယိုးအကိုင်ထားပြီးတော့မြို့ပေါ်ကိုချပစ်လိုက်တယ်။ပဝဲကျဲဒရီမထမိအောင်လှင်မြန်တဲ့အချိန်နဲ့တုံခါသွားတာကြောင့်ရန်သူတွေမတက်မရနိုင်တော့ပဲအတုံးယုံလဲကုန်ကြတယ်။ပြန်ထပြီးအပြုအဖိုးကြီးလိုအထင်သေးတဲ့ဦးတော်မကြီးကသူ့ကိုဆက်မြောက်ပြီးမြေပြင်ကိုဒုတိယအကြိမ်ထုရိုက်ပြန်တယ် ရန်သူတွေကအမျိုးမင်မသိတဲ့စွန့်အားလိုက်အောင်အပြင်းထန်ဖြစ်နေတဲ့ကြားလူ30လောက်ဟာဥတော်မနောက်ကျောင်းကအလူလဲထပြီးတော့တောပုံကြီးတို့ကိုတတ်ခတ်မလို့လုပ်နေတယ်။ဥတော်မလည်းလှဲ့မကြည့်ပဲပိတ်တာ24တဲ့တန်ရိုးတက်တူကြီးကိုလက်ပြန်လှဲ့ပြစ်လိုက်တော့မျက်တောင်တစ်ခတ်တည်းလူ30ရဲ့ဥကောင်းနဲ့မှော့မှားကြည့်သွားတဲ့အတွက်ကျင်းတဲ့လူတွေအားလုံးအလန့်တကြားပြေးရတယ်။ဒီခါမှာဥတော်မတူကြီးကိုယူပြီးတောပုံကြီးရဲ့အရှိကိုလာခဲ့တယ်။တောပုံကြီးရဲ့လူတွေကလည်း ထွက်ပြေးတဲ့ရန်သူတွေကိုအလွတ်မပေးဘဲပြစ်ခတ်နှိမ်နေကြတယ်။အကြဆုံးရှိသေးလားတော်ပုံကြီး။မရှိဘူးတော့မှဒါနဲ့မြင်းနဲ့ရှင်မလာသေးပါလား။အကြောင်းရှိလို့ဖြစ်ပါလိမ့်မယ်။အချိန်မရှိဘူး။ကျွဲကောင်အရောက်ဆက်သွားကြစို့။ဦးတော်မနဲ့တော်ပုံကြီးတို့ရောက်ကနေတဲ့အထိထူးမောင်ရောက်မလာသေးဘူး။ဦးတော်မတို့လည်းအချိန်မဆွဲတော့ပဲကျွဲကောင်ကိုရောက်တဲ့အထိခီးဆက်ခဲ့ကြတယ်။နေ့လယ်ပိုင်းကိုရောက်တဲ့အခါမှာတော့ကျုံးကိုမြင်နေရပြီ။ မြစ်ချင်းလေးကိုကြောမှာဖြစ်လို့ထူးမောင်ကိုခဏစောင့်နေလိုက်ကြတယ်။ပရိသတ်များရှေ့မန္တန်ထူးမောင်နဲ့ရက်ခခိုင်းမှာအပြည့်ဇလန်းလေးကတော့ဒီလောက်ပါပဲနော်။နားစိတ်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီကိုကျေးဇူးထူးပဲတင်ရှိသလား။ဆာရေးဆရာမင်းဟိခဥဒ္ဒတိပေါ့လေ။ကျေးဇူးထူးပဲတင်ရှိပါရဲ့ရှေ့။ဒီဇလန်းလေးကိုတိဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမေပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကို 是头老白山来嫁话就行。